ားလုံးမင်္ဂလာပါရှင်။လောင်မင်းရဲ့ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြန်ရချစ်စွပါရယ်။ကျမတို့ရဲ့ Channel ကနေဒီကနေ့မှဆိုရင်လေဆောင်ရည်သူဇေယနာရမညာရေးသားထားတဲ့တက်ခိုင်နဲ့ကြွက်ဖြတ်အင်းအပိုင်းလေးကိုဆက်လက်ပြီးတော့ထုတ်လွှင့်ပေးမှာဖြစ်ပါရယ်။ပရိသတ်များအားလုံးကဒီဇာတ်လမ်းလေးကိုလိုက်ပါပြီးတော့နားဆင်လို့အားပေးပါအောင်နော်။တက်ခိုင်တယောက်မြို့ထွက်ကဇေယျလေးမှနေထိုင်ရင်ဂိုင်းတော်ရဲ့တာဝန်လေးကို ပြန်ပွားအောင်အဆောက်ပြုတဲ့ချိန်မောင်စောမင်းတင်ပြာသူဆိုတဲ့လူငယ်၃ယောက်နဲ့စတဲ့တည်ကျွမ်းခဲ့ပါတယ်။ဒီ၃ယောက်ထဲမှာမောင်စောကလူရည်လေးပြီးပါနှံ့မှုရှိသလိုမင်းတင်ကကိုခန္ဓာကြံ့ခိုက်ပြီးတွက်လက်ဖြက်လက်တိတ်အသွင်ရှိခဲ့တယ်။ပြာသူကတော့၃ယောက်ထဲမှာအနေအေးဆုံးတခုခုဆိုတိမ်ငယ်စိတ်ဝင်တတ်တဲ့သူ။ဒါပေမဲ့ပြာသူရဲ့အာသာချက်ကလူချင်းလူခင်များတာပဲ။ရေလိုက်ချွန်ထွန်းနေတဲ့ညာဘက်အဆွဲတစ်ချောင်းနဲ့ ဩသားလိုနူးညံ့တဲ့စံသားလေးတွေကပြာတို့အကောင်းဆုံးကိုကြီးပတ်မထားပေးတယ်။တရက်မှာတော့တက်ခိုင်စီကိုသကောင်းတာတောင်းကောင်းအစောကြီးရောက်ချလာတယ်။အိုးလီဒီမှာကြည့်ပါအောင်လို့ပြောတာနဲ့ဇယံအောက်ကိုကြည့်လိုက်တော့မောင်စောကနင်းညိုရအမွှေးတွေရှိတဲ့ခွေးတကောင်းမင်းတွေကအနက်ရအမွှေးတွေရှိတဲ့ခွေးတကောင်းပြာတို့ကအုံစံရအမွှေးတွေပါတဲ့ခွေးတကောင်းစီခေါ်လာတာကိုမြင်လိုက်တယ်။ဒါကြောင့်တက်ခိုင်ကမျက်မှောင်ကျောင်းလိုက်တယ်။မနက်စောကြီး ်ခွေးသုံးကောင်နဲ့ဘာလာလုံးကြတာလဲလို့မေးလိုက်တော့မောင်စောကတင်းငိမ့်နဲ့မျက်နှာထားနေသူ့ရှေ့မှာရှိတဲ့ခွေးကိုတက်ချက်ပေါ်လိုက်တယ်။ဦးလေးကိုလာကြွားတာလေဒီကောင်ကတာမန်ခွေးတွေမဟုတ်ဘူးနော်အမဲလိုက်ခွေးပြဟဟတက္ကန်ဟက်နဲ့တစ်ချက်ရေပြီးကမှမျက်နှာပိုတက်လိုက်တယ်။မင်းတို့ကသာအမဲလိုက်ခွေးလို့ပြောနေတာဒီကောင်ကိုဟိုနေ့ကဈေးအမိုက်ပေါ်နာမှမြင်လိုက်ရပါလေကွာတက္ကန်ဆိုင်ကကြောင့်မေးတဲ့အောင်ရှေ့တွန်းလာတယ်။ဦးလေးမသိလို့ပါဗျ။ ဒီကောင်နေရဲ့အဖေကအမဲလိုက်ခွေးစစ်စေပြသူသက်ခင်ကဈေးထဲမှာအသားတွေလာသွင်းတဲ့ချိန်လွတ်သွားပြီးတော့လမ်းဘေးခွေးမနဲ့ညားခဲ့တာလေဒီကောင်နေကလမ်းဘေးခွေးပေါ်စံပေါက်နေပြီမိဇာတော့သူ့အဖေလိုမျိုးအေးပါအေးပါကွာမင်းတို့ရဲ့အမဲလိုက်ခွေးတွေကိုဘာမှမပြောတော့ဘူးဒါနဲ့ဒီရပိုင်မင်းတို့ဘယ်ပြောင်းနေရလဲမောင်စောရဲ့အမေရွာကိုလိုက်သွားကြတာဗျမင်းတို့ကအလဲသွားတာလားမဟုတ်ဘူးဗျ အမေကရွာနေအသေးနဲ့နေရှူပြီးဈေးမှာပြန်ရောင်းတာလေခောက်ပြန်ပေးပေါ့ဗျာဒါပေမဲ့ဒီတစ်ခါရွာဆင်းရတာပျော်ဖို့မကောင်းဘူးဦးလေးရဲ့ဘာဖြစ်လို့လဲကွာအမေယူနေကြတောင်းရခင်းမှာဘာသိနန်းမှမထွက်လို့ဗျအိုးဝိုင်းမောင်ဆိုကျွန်တော်တို့စကားတော်မပြောနိုင်ရှာဘူးအိုးဝိုင်းမောင်ဆိုတော့ဘယ်သူလဲအမေရဲ့ဦးလေးဆိုပါတော့ဗျာသူကတောင်းရရင်အများကြီးကိုပိုက်နေဗျာဒီတစ်ခါသူတောင်းရမှာထူးဆန်းတာတွေဖြစ်နေလို့ ိုးလေးကဒီဘက်မှာနှက်ဆက်တော့သိလို့သိညာလာပြောပြတာအေးပြောချင်နေဆိုလေမင်းတို့အမဲလိုက်ခွေးတွေကိုဇရက်အောက်မှာထားပြီးတော့တက်လာခဲ့ကြတက်ခိုင်းစကားကြောင့်မောင်စောတို့လေခွေးသုံးကောင်ကိုဇရက်အောက်ကငုတ်တိုက်မှချီးပြီးတက်လာရင်စုစမ်းမအောင်တောင်ရမဘလို့ထူးဆန်းတာတွေဖြစ်တာလေတောင်ရမတေးသမျှအသေးနံတွေကိုဘယ်ဟာရောက်လာမှမသိရဲ့ကျွတ်အောက်ကြီးကကိုက်ဖြတ်စားတော့တာဗျကျွတ်တွေတောင်းကျန်တာပေါ့ ဒါကထူးဆန်းတာမှမဟုတ်တာတချို့လေတွေဆိုလေကြွက်ပြတ်တဲ့သဘာဝရှိတာပဲလေဟာအခုပြောတဲ့ကြွက်အုပ်ကြီးဟာအကောင့်ထဲမမြင်ရတဲ့ကြွက်ပြတ်မင်းစကားဘလို့ကြီးလဲအကောင့်ထဲမမြင်ရတဲ့ကြွက်ဆိုတာရှိလို့လားမင်းလေဦးလေးကငါပြောရင်မယုံမှဆိုလို့မင်းတို့ပဲပြောပြလိုက်ကွာမောင်စောကသူ့စကားကိုတက်ခိုင်မယုံတာကြောင့်မင်းလေးကိုစစ်ကိုတောင်းလိုက်ပါတော့လေဟုတ်တယ်ဦးလေးကျွန်တော်တို့လိုက်သွားတဲ့ညကတော့ရောက်တာ အိမ်မပြောတာနဲ့အိမ်နာအမြေကွက်လက်မှာ ခောင်းရည်လေးတောက်ပြီးစကားပြောတဲ့ချိန်ကျွတ်တွေအော်တဲ့အတန်ကြားလို့ထကြည်ရဘာမှလည်းမတွေ့ရဘူးကျွတ်အော်တန်နေရတော့နားချိန်မတက်ပဲအဝိုင်းမောင်ရောသူ့အလုတ်သမားတွေရောတောင်ရခဲနေပတ်တမီးနဲ့ထိုးကြည့်ရောလေဘာမှမတွေ့ဘူးမနဲ့ကြတော့ခူးမဲ့အသေးနဲ့နေအားလုံးကျွတ်တွေကြိုက်ထားတာဗျနှလုံးစာနှလုံးစာကြိုက်တဲ့ဆိုရင်တော့လက်ခံသေးရင်အခုကတောင်ရတခဲလုံးမှရှိတယ် အတိမှန်သမျှကို깟ထားတာမင်းနဲ့စကားကြောင့်တက္ကံမျက်မှောက်ကျုပ်ပြီးစဉ်းစားလိုက်တော့အတွေ့ထဲမှာဆင်းရဲဖြစ်သူနဲ့အတူရှေ့စင်ကကျုံခဲ့ပူတဲ့အကြောင်းရာအချို့ဖြတ်ခနဲကိုပေါ်လာတယ်မင်းတို့ပြောတယ်အဝိုင်းမောင်မစီးပွားပြိုင်ဘက်တွေဘာတွေမြရှိလားရှိရပေါ့ဗျသူတောင်ရခင်းရဲ့အနောက်ဘက်မှာဒေါ်စိန်ဝပိုင်နဲ့တောင်ရခင်းရှိရင်သူနဲ့ဒေါ်စိန်ဝကစီးပွားဖက်တွေပဲဘာဖြစ်လို့လဲဦးလေးဒီတိုင်းမေးကြည့်ရပါ ဒါနဲ့မင်းတို့ပြောတဲ့ရွာကဒီကနေဘလောက်သွားရလဲ။ကားနဲ့ဆိုနေတဝက်လောက်စီရတယ်။ဘာလဲ။အိုးလေးကရွာဆဲမလို့လား။ထူးဆန်းတော့ဆိုလို့စိတ်ဝင်စားလို့ပါ။ဒါကြောင့်အိုးဝိုင်းမောင်စီသွားလင်မလားလို့။တကယ်ပြောတာလားအိုးလေး။ဒါဆိုအမေကိုပြောပြီးကျွန်တော်တို့လည်းလိုက်ခဲ့မယ်လေ။မင်းတို့အိမ်ကခွင့်ပြုရင်လိုက်ခဲ့ပေါ့။အမေကဦးလေးပါရင်ပေးလိုက်မှတော့တေးစားတယ်။ကျွန်တော်တို့ခုပဲသွားပြောလိုက်မယ်။မောင်စောတို့ကသွားလက်စားနေ ဇေယျဘောအဆင်ပြီးခွေးတကောင်စီခေါ်လို့ပြတ်ထွက်သွားခဲ့တယ်။မောတဲ့ချိန်ရောက်တော့မောင်စောကမိခင်ဖြစ်သူနဲ့အတူပြန်ရောက်လာတယ်။ဆရာကမောင်စောတို့နဲ့ရွာဆင်းမယ်ဆိုတော့တကယ်လား။ဟုတ်တယ်အမ။သူတို့ပြောတာနားထောင်ပြီးစိတ်ဝင်စားလို့လေ။ဟုတ်တယ်ဆရာရဲ့။ကျွန်တော်လည်းဆရာနဲ့တိုင်းမင်းမယ်လို့တွေးနေသေးတာ။အခုလို့လိုက်ပေးမယ်ဆိုတော့အတိုင်းထက်အလွန်ပေါ့ရှင်။ခလေးတွေအတွက်တော့စိတ်ချပါကျွန်တော်တေချာကြည့်ထားပေးပါမယ် ဆရာနဲ့ဆိုစိတ်ချပေးတာပါဒီကောင်လေးရဲ့အသက်ကဆရာပေးထားတာမဟုတ်လားမောင်စောရဲ့မိခင်ဖြစ်သူဇက်ကအစုံမှလွယ်ရေးကိုစီလွယ်ထားတယ်မင်းတင်းနဲ့ပြာတုံတို့ရောက်လာခဲ့ကြတယ်ဦးလေးကျွန်တော်တို့ရှောက်ပြီဒီရဲ့ချင်းရွာစင်းတဲ့ကားရှိသေးလားရှိတယ်ဦးလေးခုနကတော့ဈေးတိမ်မှာကုန်တင်းနေတဲ့ကားတစီတွေ့ခဲ့သေးတယ်ဒါဆိုလဲသွားကြတာပေါ့တက်ခိုင်ကသူ့ရဲ့လက်ဆွဲတော့လွယ်ရေးထဲကအဝဲအချို့ထည့်ပြီး မောင်စောတို့နဲ့တူ ဈေးထိပ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။အေးစိတ်စိတ်လေးနူအေးကတက်ခိုင်လို့ရဲ့မျက်နှာကို လာရောက်တိုက်ခတ်နေတယ်လို့ကားပေါ်ပါလာကြတဲ့မောင်စောမင်းတင်ပြာတော်တို့ရဲ့မျက်နှာတွေကလည်းပြုံးရွှင်နေကြတယ်။ကုံတွေတင်းလာတဲ့ကားပေါ်မှာ၃နိုင်ခန့်စီလာပြီးရနောက်မှာတော့စိုက်ပျိုးမြေတွေကို လေကတဲ့တပ်ဖွဲ့ပြုတ်လောက်ထားပြီးရွာတရွာစီကိုရောင်းလာခဲ့ကြတယ်။ဆရာဒါအိုးဝိုင်းမောင်နေရဲ့ရွာလေ။ဟိုမောင်မြင်ရတဲ့ဇရက်ကသူ့ဝဲလှူထားတာ မောင်စောကရွာလေးကိုရောက်တာနဲ့မြင်သမျှတွေ့သမျှတွေခရရေးလွတ်တယ်လို့ပြောပြနေခဲ့တယ်။တခိုင်တို့လည်းမြင်းနီလက်အတိုင်းမင်းနဲ့အနှဲငယ်လမ်းလျှောက်လာပြီးချိန်မှာတော့နှစ်ထပ်ပြင်းအောင်အိမ်တစ်လုံးရှိကိုရောက်လာခဲ့ကြတယ်။ဦးကြီးဦးကြီးရှိလာပြုမောင်စောရဲ့ဩသားကြောင့်အိမ်နောက်ဖက်ကနေလူတယောက်ကထွက်လာတယ်။မောင်စောပါလားမင်းဘလို့ပြန်ရောက်လာတာလဲ။ကိုစံပြီးအုံးကြီးဘယ်သွားလဲဗျ။ရွာလေးကိုကုံကျွေးကောက်မယ်ဆိုပြီးထွက်သွားတာပဲ။ ခန္ဓာနေပြန်ရောက်လာလိမ့်မယ်။ဒါနဲ့မင်းကဘလို့လုပ်ပြီ။နောက်မှပြောပြမယ်ဗျာ။ဒါကကျွန်တော်ပြောပြောနေတဲ့ဦးလေးလေ။ရင်းနေတော့ကကဲပေးခဲ့တဲ့သူလား။မောင်စောကခမရအကြောင်းအမြဲပြောနေချာဗျ။ဟုတ်ကဲ့ဗျ။တွေ့ရတာဝမ်းသာပါလိမ့်။တက်ခိုင်ကစံပြီးဆိုတဲ့သူကိုလက်ဆွဲနှုတ်ဆက်တဲ့ချိန်ခန္ဓာကိုယ်တစ်ခုလုံးစက်သိမ်းမွှင်းခြင်းနဲ့ထားသွားတာကိုခံစားလိုက်ရတယ်။ဟေ့ငါစော။မင်းကဘလို့လုပ်ပြန်ရောက်နေရလဲ။ခြံမြားလေးကြားလဲရတဲ့အတန်ကြောင့် လှည့်ကြည့်လိုက်တော့တပတ်ကိုခါးမှာပတ်ထားတဲ့အသက်50အရွယ်လူကြီးတယောက်ကိုမြင်လိုက်တယ်။ဦးကြီးတောင်ရမှာဖြစ်နေတဲ့ကိစ္စကိုဖြည့်ရှင်းပေးဖို့ရောက်လာတာလေ။ဒါကကျွန်တော်ပြောပြောနေရတူလေ။ဆရာတက်ခိုင်းနေ။ဩမောင်ရဲ့ចောင်းကိုငစောအမေလေးပြောပြဖို့လေ။လူတော့ခုမှတွေ့ဖို့တော့ပဲ။ငါကမောင်ရင်းကိုအသက်ကြီးကြီးလေးရထင်နေရ။အဝိုင်းမောင်အကြောင်းလေးမောင်စောပြောပြလို့အနေငယ်ကြားဖို့ဖြစ်တာပါ။လာကြလာကြ။ အိမ်မော်တက်ကြအောင်။ဦးအိမ်မောင်ကတက်ခိုင်လို့အိမ်မော်ခေါ်တင်ပြီးရေနွေးချမ်းတဲ့လက်ဖက်အဲ့ခန့်ကတောင်ရမှာဖြစ်နေတဲ့အချောင်းလေးကိုပြောပြတယ်။ဒီကိစ္စတွေမဖြစ်ခင်ကအချောင်းထူးဆန်းတာတွေဖြစ်သေးလား။ထူးခြားတာတော့မရှိဘူးကွ။အသေးနဲ့နေခူးမဲ့ချိန်မှာဖြစ်တာ။အခုလက်ရှိတောင်ရောင်တွေအားလုံးဒီလိုပြဿနာကြုံနေရတာလား။ငါပိုင်တဲ့တောင်ရောင်တွေမှာပဲဖြစ်နေရ။ဒီနေ့တော့အရင်တော့ပြန်ရပါမလားမသိဘူး။အခုချိန်ရောက်ရင် ။အိုးကြီးရဲ့တောင်းရအချို့ကိုလိုက်ကြည့်ချင်သေးရဲ့။ရတာပေါ့။ငါကိုယ်တိုင်လိုက်ဖို့ပြိမ့်မယ်လေ။အဝိုင်းမောင်ကစေးတန်ထည့်ထားပြီးလွယ်အိတ်ကိုလွှဲပြီးတောင်းရခင်းနေရှိရဲ့ဘက်ကိုခေါ်လာခဲ့လိုက်တယ်။ညနေနေဝင်ရေတရောအချိန်မှလေကလေးတပွဲပြုလုပ်ထားတဲ့တောင်ဆောင်တွေဟာဗကြီကောင်တစ်ချက်လို့လှပနေကြတယ်။အိမ်ကနေမိနစ်20ခန့်လမ်းလျှောက်ပြီးချိန်မှာတော့ဂေါ်ဖီလေးစိုက်ထားတဲ့စိုက်ခဲတစ်ခုရှိကိုရောက်လာခဲ့ကြတယ်။ဒီမှသာကြည့်တော့မောင်ရင်ဟင်ဒီကောင်နေ အလုံးနောက်ကိုက်ထားကြတာအဝိုင်းမောင်ရင်ဆက်ကားကြောင့်တက်ခိုင်ကြည့်လိုက်တော့ခူးလို့ရနိုင်တဲ့အလုံးတိုင်းကိုဟိုတကွက်ဒီတကွက်လိုက်ကိုက်ထားတာကိုမြင်လိုက်တယ်ဒီကောင်လေးကခူးလို့မရသေးဘူးအသီးတို့လုံးဝမထိဘူးနော်ဒါကထူးဆန်းနေရပြီရွာလေးကနတ်ဆရာကမြေနက်ကမကျေနပ်လို့လှုပ်တယ်လို့ပြောပြီးနတ်ဆလေးကြည့်ပြီးပြီဒါလည်းထွက်ပြက်နေကောင်းပြီမြေနက်ကဒီလိုမျိုးတွေမလုပ်ဘူးအချိန်နေမှန်ကိုဒီညသိအောင်ကျွန်တော်လုပ်ပါမယ် ဒါနဲ့ဥိုင်းမောင်မနက်ဖြန်ခုမေတောက်ရခင်းရှိသေးလားရှိရတော့ရှိရဲ့တရားနေနည်းနည်းတော့တွားရလိမ့်မယ်ကျွန်တော်အဲ့ဒီမှာညာအိတ်ချင်နေဒါမှသာတရားခံဘသူဆိုတာသိရမှာအုံးလေးအဲ့ကျွန်တော်တို့လည်းအိမ်မှာနော်ဟုတ်တယ်ကျွန်တော်တို့လည်းအိမ်မှာမောင်စောလူစကားကြောင့်တက်ခိုင်တက်ပြင်းချလို့မင်းတို့အတာနေစမ်းမအောင်ဥိုင်းမောင်ရောကျွန်တော်တို့နဲ့အတူလိုက်မလားငါလည်းတရားခံဘသူဆိုတာသိချင်နေလားဟေ့ဆန့်ပြီး မင်းလဲလိုက်ခဲ့ကျွန်တော်လိုက်ရင်မနှက်ပြန်ပုံးမဲ့ဆင်းရဲနေဘသူလောက်မလဲဗျအေးဒါဖြစ်လဲမင်းနေခဲ့တော့ညကျရင်တော့ငါတို့စားဖို့တခုခုလာဖို့လဲကွာကျွန်တော်စီစဉ်ပြီးလာဖို့ပေးပါမယ်ဆံပေးထွက်သွားတော့တက်ခိုင်းလို့လေအဝိုင်းမောင်ရဲ့တောင်ရခင်းရှိရဘက်ကိုဆက်ထွက်လာခဲ့နိုင်တယ်ဟေးတီရာတို့မောင်စံတို့အချိန်အနည်းဘာထူးသေးလဲအဝိုင်းမောင်ရဲ့အတန်ကြောင့်တောင်ရရဲ့ဘေးမှာရှိရဲ့အဆောင်တဲတဲကောင်းနေ အသက်20အရွယ်လင်မယားနှစ်ယောက်ထွက်လာတယ်။ဦးလီဘယ်ကနေလှည့်လာတာလဲ။ဒီမှာတော့အချင်းနီအလုံးကောင်းပါလေ။အခုချိန်တော့ကောင်းတာပဲလေ။မနေ့ကမှဖြစ်တာမဟုတ်လား။ကျွန်တော်တို့လင်မယားလည်းဒါဟုတ်ပဲစိတ်ပူနေရ။ဒီညတော့မအိပ်ပဲစောင့်ကြည့်မလို့ခုနပဲပြောနေကြသေးရဲ့။ဒီညတော့မင်းတို့နဲ့တူငါတို့ပါစောင့်အိပ်ပေးမယ်။လောလောဆယ်ရင်ရင်ွေးချမ်းပဲလော်လီလှုပ်ဆောင်ကွာ။အဝိုင်မောင်ရဲ့ဇာကားကြောင့် ောင်ရဆောင်လေမယားတဲတဲဝင်သွားပြီးခဏကြာမှတော့ရင်းနှွေးအိုးတလုံးပဲကြော်ပကန်းနဲ့ပြန်ရောက်လာခဲ့တယ်။မောင်စောတို့ကတော့တဲရှိမှမိဘတစ်ပေါက်ပေါက်ပြီးဟိုဟိုဒီဒီပြောလို့ရှင်းမောနေခဲ့ကြတယ်။အဲ့ဒီချိန်မှာအဝိုင်မောင်အခုထိမပြန်ရသေးဘူးလားဆိုရင်အတန်းကြောင့်လမ်းကြီးရောမှလမ်းမကန်းကတောင်ရရီလူတချို့နဲ့တူရက်နေရမိမတယောက်ကိုမြင်လိုက်တယ်။မောင်စောကမိမကြီးကိုမြင်တော့တက်ခိုင်နားကိုတိုးလာတယ် ဟုတ်လေအဲ့ဒါကျွန်တော်ပြောတဲ့မိန်းမလေးဘာတူလဲကွာဟာဒေါ်စိမ့်ဝဆိုတဲ့မိန်းမလေးအဝိုင်မောင်နဲ့လုပ်ငန်းတို့ကုန်တယ်မကြီးလေဗျာမောင်စုံးရဲ့စကားကြောင့်တက်ခိုင်လှမ်းကြည့်တော့အသက်90အရွယ်ခေါဝဝမိန်းမတစ်ယောက်ကအဝိုင်မောင်ကိုစကားလှမ်းပြောနေတာမြင်လိုက်ရပါတယ်ဘာတူများလဲလို့ဒေါ်စိမ့်ဝဖြစ်နေရ ው ဒီနေ့တောင်ရဲမှာပဲအိတ်မလို့လေမနေ့ကျရင် အသီးတွေခုမှဆိုတော့ ကိုယ်တိုင်လာပြီးတော့ကြီးကျက်နေရတယ်ဗျာ။ကျမလည်းတောင်ရောင်ဘက်လာကြည့်ရင်နောက်ကျသွားတာ။အခုမှပြန်ရတော့တယ်။မောင်လဲမောင်နေပြီမို့ဖြည်းဖြည်းသွားကြအောင်နော်။အဝိုင်းမောင်ရဲ့ဆက်ကားကြောင့်တော်စိန်ဝလက်ပြနှုတ်ဆက်ပြီးတောင်ရီဘက်ကိုဆင်းသွားခဲ့တယ်။မောင်စံတော်စိန်ဝတောင်ရကဒီဘက်မှာရှိရငါအခုမှသိရပါလား။ဒီဘက်ကိုဝယ်ထားတာမကြသေးဘူးထင်တယ်။ကျွန်တော်လည်းလို့လေအခုမှသိရ။အဝိုင်းမောင်ကမောင်စံတို့ကို လှမ်းပြောပြရနဲ့တက်ခိုင်ဘက်ကိုလှည့်တယ်။မောင်ကြီးရဲ့အမြင်လေးနဲ့ပြောပါဦး။ငါတောင်ရထဲမှာအနောက်ရှက်တွေပါရင်ရှိနေရလား။ကျွန်တော်ကြည့်ရသလား။ဘာမှမတွေ့ဖြစ်တယ်။တခြားတောင်ရတွေမှလည်းထူးဆန်းတာဘာမှလည်းမတွေ့ရဘူး။အေးကွယ်ဒီကောင်တွေကလူတွေအိမ်မောကြတဲ့အချိန်မှာထွက်တာများတယ်။အရင်တခါလေးညတစ်ချက်ထိုးတဲ့အထိဘာမှမဖြစ်ဘူး။ငါလည်းမိကနေအိပ်ပျော်သွားလို့နိုးလာတဲ့အချိန်အသီးတွေကြိုက်ခံထားရတာပဲ။ ဒီညတော့ကျွန်တော်ကိုယ်တိုင်စောင့်ပေးမှာမို့လို့အိုးဝဲမောင်တို့နားကျင်နားလို့ရပါတယ်မအိပ်ပါဘူးမောင်ရင်ငါလဲစောင့်ပေးမှာပေါ့ဒါဖြင့်ကျွန်တော်ကြိုတင်စီမံရမယ်ကိစ္စတွေလုံးအောင်မယ်တက်ခိုင်ကအိုးဝဲမောင်ကိုပြောပြီးမောင်စောတို့ကိုခေါ်ကတောင်ရမြေအဆက်ဖက်ကိုထွက်သွားတယ်တောင်ရဆက်ကိုရောက်တော့လွန်အိတ်ထဲပါလာတဲ့ဖယောင်းတိုင်းအမွေးတိုင်းကိုမြေကြီးပေါ်မှာထွက်ပြီးမြေဆောင်နဲ့ရာဆောင်နဲ့တောပိုင်းတောင်ပိုင်းတွေကိုခွဲထောင်းကော လွယ်ထင်းရနေဒိဗဆက်ခုအင်းနဲ့ချက်ကိုထောက်ယူလိုက်တယ်။ဒါအောင်ဘေးရကြည့်ရင်မောင်စောနဲ့ပြတော့ဟာဦးလေးဒီအင်းကဘာလို့ဖို့လဲ။တောင်ရဖြတ်တဲ့သူတွေကိုညင်ရအောင်လုပ်ဖို့လေ။မင်းတို့ကမမြင်ချင်လို့လား။ညင်ချင်တာဗောဗျ။ညင်ချင်ရင်ငါပြောသလိုလုပ်။တက်ခိုင်ကအဲ့ဒီနေရာမှာရင်အင်းကိုအသက်သွေးပြီးလော်ဝါးတဲ့ထဲကယူဆောင်လာခဲ့တယ်။တောင်ရဆောင်တဲ့ရဲ့အနားမှာတော့အဝိုင်းမောင်နဲ့မောင်စန်းတို့နေမရရှိနေပြီး တက်ခိုင်လုံပုံကိုင်မုံနီစဲဝင်တဲ့ဆောင်ငေးကြည့်နေခဲ့ကြတယ်တက်ခိုင်လည်းအသက်သွင်းထားပြီးဒိမ့်ပေါက်ဆက်ကုအင်းတဲ့ဆက်ကိုအဝိမောက်မောင်စောမင်းတင်ပြသူနဲ့မောင်စံတို့လင်းမယောင်းရဲ့မျက်လုံးမှာ ပုတ်ပေးပြီးတော့ဒီအင်းကတောင်ရထဲမှာဖြစ်တဲ့အရာတွေကိုမြင်ရအောင်လှုပ်ပေးလိုက်မိတခုခုထူးခြားတော့မြင်ရင်ကျွန်တော်လာပြောပါလို့ပြောကရင်းနှီးတစ်ခွက်မှုတ်တောက်နေခဲ့ပြီးမောင်စောတို့လည်းတက်ခိုင်နားမထိုင်လို့တောင်ရလေးကိုဟိုကြည့်ကြည့်လောက်က အချိန်တခုစောင့်ဆိုင်နေခဲ့ကြတယ်။ညတစ်ချက်တူအချိန်ရောက်တော့မြေကြီးကိုတူးဆနေတဲ့အတန်းတွေကြောင့်တက်ခိုင်လိုအလုံးခေါင်းထောက်ပြီးတော့ကြီးလိုက်တော့တောင်ရရဲ့အနောက်ဘက်ထင်းရှုပင်ကြီးအောက်ကနေခြားတောင်ဖို့လိုအရာကြီးတိုးထွက်လာတာကို လာရအောင်မှမြင်တွေ့တယ်။မြေစာတွေကတစုံတစ်ယောက်တိုးနေသလိုမြေတက်လာပြီလူကြီးခေါင်းစားလောက်အရောက်မှတော့အထက်ရနေမဲနေနေတဲ့အရာမှကြွက်ကြီးတွေမရေမတွက်နိုင်အောင်ပြေးထွက်လာခဲ့တယ်။ တက်ခိုင်တို့လည်းအဆွဲဖွဲ့ဖွဲ့နဲ့ကြွက်ကြီးတွေကိုမြင်လိုက်ရတာမို့လွယ်ထင်းရနေအင်းပြတစ်ချက်ကိုထုတ်ပြီးမြေကြီးပေါ်ကျဲချတော့ပြာမုံတွေကရွှေဝါရောင်ကြောင်နေအဖြစ်ပြောင်းသွားပြီးတောင်ရကင်းနေတဲ့ကိုဝင်ပြေးသွားခဲ့တယ်။အဝိုင်မောင်နဲ့မောင်စံတို့လည်းမရကမြင်းနေရတဲ့အရာတွေကိုမယုံနိုင်တဲ့မျက်လုံးတွေနဲ့ကြည့်တဲ့ချိန်ပြာသူကနားမရှိလေမင်းကိုရှုကကျွမ်းအောင်ကြီးရှိရဲ့ဘက်ကိုပြေးထွက်သွားခဲ့တယ်။ဟာကောင်ပြတော့မင်းကဘာလုပ်ဖို့လဲ။ ကျော်ရီမှိန်နဲ့ထိုးဖို့လေ။ဘာဖြစ်လို့လဲဦးလီ။မင်းမြင်နေရတာကတာမန်ကျော်ရီမဟုတ်ဘူး။အစင်ရံနဲ့ဖန်တီးထားတဲ့ကျော်ရီ။သူတို့ကိုတတ်ဖို့ဆိုဒီရဲ့ဆောင်းလေးလိုတယ်ကွာ။တက်ခိုင်ကပြာသူလက်မှာကင်ထားပြီးမင်းကိုအင်တချမ်းနဲ့ဖွချလိုက်တော့မင်းအသွားထိတ်ကမိကြီးကဲလို့နှီးရလာခဲ့တယ်။ဒါအောင်မြင်တဲ့မောင်စောနဲ့မင်းတင်ဟာရှားဆောင်တဲတဲမှာရှိခဲ့မင်းနဲ့လက်ကိုပြင်းယူပြီးတက်ခိုင်စီကိုကန်ပေးတယ်။ကျွန်တော်တို့လည်းကြွလိုက်ထိုးမယ်ဦးလီ။ ရတုံးလို့လှုပ်ပေးလို့ပြောတာနဲ့တက်ခိုင်မနေတာတော့မိန်းနှလက်ကိုအင်းနဲ့တက်ချလိုက်ပေးရပါလေ။တောင်ရဲထဲမှာရှိတဲ့အသီးနှံတွေကိုကိုက်ပြတ်ဖို့ဝင်းလာတဲ့ကြွက်တွေကိုတက်ခိုင်စင်ရထားပြီးချောင်းဝါကြီးတွေကခွန်အုပ်ကနေကိုက်ဖြတ်နေသလိုမောင်စော ပြသူမင်းနဲ့တို့ကလေလက်ထဲကင်ထားတဲ့မိန်းနဲ့လိုက်ထိုးနေခဲ့သည်။ပြာတော့သူ့ဘေးရောက်နေဖြတ်သွားပြီးကြွက်ကိုမိန်းနဲ့ဇက်ကနေထိုးချတော့မိန်းရသွားနေထီသွားတဲ့ကြွက်ရဲ့ခန္ဓာကိုယ်ဟာ မီးလောင်ကျွမ်းသလိုဖြစ်ပြီးပြအဖြစ်လွဲ့ဆင်သွားသလိုဂျောင်ဝါကြီးတွေကြိုက်ခန္ဓာခံရ၏ကျွတ်တွေကလည်းပြတွေအဖြစ်ပြောင်းလဲသွားခဲ့သည်မင်းနဲ့ဟိုမတကမောင်စောကမင်းတွေကိုလှမ်းပြောပြီးကော်ဖီခင်းနဲ့ပြုံးဝင်သွားပြီးကျွတ်တကကိုမှိန်နဲ့ထိုးချသည်တောင်ယာခင်းထဲမှာတော့မောင်စောတို့ရဲ့အော်ဟစ်တန်ပြေးလွှားတန်နဲ့ဆူညံခဲ့ပြီးတဏှာကြီးလောက်အကြမှာတော့ကျွတ်တွေအလုံးကုံတလောက်တော့ဖြတ်သွားသည်အဲ့ဒီအချိန်တက်ခိုင်က လက်နှစ်ဖက်ကိုပူးပြီးတော့ပေါ်လိုက်တော့မရင်မတွက်နိုင်အောင်ညားပြားတဲ့ကြောင်ဝကြီးတွေဟာမျက်စိအောက်မှရင်ပျောက်ကဲသွားခဲ့ပြီးချွေးတံတရွှဲရွှဲဖြစ်နေတဲ့မောင်စောတို့သုံးယောက်တော့ကြံ့ရခဲ့တယ်။ဦးဝိုင်မောင်ကျွန်တော်နောက်နိုင်လာခဲ့။တခိုင်ကဦးအောင်မိုင်ကိုခေါ်ပြီးထင်းရှုပင်အောက်ကိုသွားကြည့်တော့အပင်အောက်ခြေမှာမြေကြီးအချို့နဲ့အင်းတစ်ချက်ကိုလက်ကင်ပေါ်မှနဲ့ပတ်ကမြုပ်ထားတဲ့အစီရင်တစ်ခုမြင်လိုက်ရတယ်။ဒါကဘာလဲမောင်ရင် အိုဝိုင်းမောင်ရဲ့တောင်းရမိကိုယူပြီးစီဝါပြောင်းလှောက်ထားတာပဲဒီအင်းရဲ့ပုံစံကထူးဆန်းလိုက်တာစလုံးလေးကိုကြွက်ပုံစံဖြစ်အောင်ရေးဆွဲထားတာပါလားဒါကိုကြွက်ဖြတ်အင်းလို့ခေါ်ရင်အိုဝိုင်းမောင်အပေါ့နင့်နာဇီလိုတဲ့သူကဒီအင်းနဲ့ကိုလှုပ်ချင်းနဲ့တောင်းရမိကိုရောထွေးပြီးအောင်မြှုပ်ထားတာပဲဗျအတော့ရုံးမာနေသူပဲငါဘသူပေါ်မှာမှမကောင်းတဲ့စိတ်မထားခဲ့ဘူးဒါတော့ဘလို့လူတွေဟာ ငါ့ကိုမကောင်းကြံကြတာလည်းမသိဘူးမလိုတဲ့သူကတော့ရှိမှာပဲလေအဝိုင်းမောင်ရဲ့တောင်းရည်တစ်ခုပြီးတစ်ခုဖျက်နေပုံထောက်ရင်ဒီရဲ့စင်ရင်ကရွှေပြောင်းလို့ရမယ့်အရာလို့ထင်နေရအခုတော့ထင်ထားတဲ့အတိုင်းကိုဖျက်နေရပြီဘလို့ရွှေပြောင်းလို့ရတဲ့အစင်ရန်လေအဝိုင်းမောင်နားလဲအောင်ပြောရရင်ကျွတ်ဖြတ်အင်းကိုသူတို့ပြက်စင်းလို့တဲ့တောင်းရမင်းနဲ့ရောပြီးတောင်းရရဲ့အနီးနားမှာမြှောက်လိုက်တာပဲဒါကြောင့်အဝိုင်းမောင်မှာ တောင်ရောင်ရီအများကြီးရှိပေမယ့်အားလုံးတစ်ပြိုင်တည်းမဖြစ်ပေတစ်ခုပြီးမှတစ်ခုဖြစ်နေရလေငါသဘောပေါက်ပြီငါသဘောပေါက်ပြီဒီလိုဘဲကောင်လောက်တယ်ဆိုတော့ဖော်ထုတ်လို့မရဘူးလားမောင်ရင်ဘာလို့ချန်လဲငါပြေးမယ်အဝိုင်းမောင်ရင်စကားကြောင့်တက်ခိုင်အနေငယ်တော့စင်စားရီဘယ်သူလောက်တယ်ဆိုတာသိရင်အဝိုင်းမောင်ဘာလုံးပါလဲဒီကောင်လူကြားနဲ့မျက်နှာမပြရင်အောင်လုံးမပေါ့ကွာကျွန်တော်တို့ပညာရမ်းမှာကလိုက်နာရမယ်ကျင်းဝတ်လေးတွေရှိတယ် အခုလည်းပြဿနာဖြေရှင်းပေးပြီးပြီမို့စိတ်ထဲထောင်းနေပါနဲ့တော့ဗျာမကောင်းတာလုပ်တဲ့သူကမကောင်းတဲ့လမ်းကိုတွားရမယ်မဟုတ်လားတက်ခိုင်စကားကြောင့်အဝိုင်းမောင်တက်ပြင်းတစ်ချက်ချလိုက်တယ်ဒီလိုဆိုတော့လည်းပြီးရပါပြီစကားမဆက်မောင်ကြီးရဲ့ပညာက အတော့ကိုစွမ်းလာပြီအခုလိုချီးကျူးတာကျေးဇူးတက်ပါတယ်ဗျကဲအချိန်လေးအတော်နောက်ကျနေပြီမို့မနေ့ကမှဆက်ပြောကြတာပေါ့တက်ခိုင်စကားကြောင့်အဝိုင်းမောင်ဘာမှဆက်မပြောတော့ဘူး တာယာဆောင်တဲဘေးမှာရှိခဲ့ကိုပြက်မှာလှည့်ချလိုက်တော်ရင်နောက်တနေ့မနက်မှာတော့တက်ခိုင်မောင်စောမင်းတင်နဲ့ပြာတို့တို့အဝိုင်းမောင်အိမ်ရှိမှထိုင်လို့ကောင်းချင်းမောင်နဲ့ရင်းနှွေးချမ်းတောက်တဲ့အချိန်မှာစရင်ဆောင်တအုပ်ကန်ထားပြီးလူတယောက်ခြံလေးကိုဝင်လာတယ်အဝိုင်းမောင်ရှိလားဗျတောင်ယာနဲ့ပြန်မရောက်သေးဘူးဗျအရေးကြီးလို့လားအရေးကြီးတဲ့ပဲပြောရမှာပေါ့ကျုပ်တူလာတဲ့အထိစောင့်နေလိုက်မယ်လူစိမ်းကမောင်စောတို့ထိုင်နေတဲ့ ုပ်ပြေဘေးမှထိုက်ပြီးစည်ရင်းစာကိုဟိုလန်တီလန်လုံးနေခဲ့တယ်။နိုင်ဝက်လောက်ကြာမှတော့အိုးအိုင်မောင်ပြန်ရောက်လာပြီးဟေ့ခွန်စောမင်းမနဲ့ကမြို့တက်သွားနေစို့မနဲ့ကကြော်သိန်းကားနဲ့လိုက်တတ်မလို့ပဲဒါပေမဲ့အရင်တတ်ထားနေခောက်ကျေးတွေမရသေးရနဲ့အိုးအိုင်မောင်ကိုပြောဖို့ကြံ့နေခဲ့ရဟေးငါမင်းတို့ပေးရမယ်ခောက်ကျေးတွေအကုန်ရှင်းပေးပြီးသားလေအိုးအိုင်မောင်ဘသူ့ကိုရှင်းပေးလိုက်တာလဲကျွန်တော်မရသေးဘူးနော် ငါဆံမီးကိုကားကားနေနေတိုင်းရှင်းပေးခိုင်းထားတာလေဒီကောင်မပေးဘူးလားဆံမီးပြောတော့အိုးဝိုင်းမောင်ကတောင်းရည်ကြွက်ဖြတ်လို့ရန်နေနဲ့စောက်ခိုင်းထားတာတဲ့ကျွန်တော်လဲအိုးဝိုင်းမောင်ရဲ့အချောင်းကိုကြားလို့တပတ်လောက်ထိစောင့်ပေးခဲ့တာအခုတပတ်ပြည့်ရက်ထိခေါင်းချင်းမရတာကြောင့်ကိုတိုင်လာခဲ့တာပဲဆံပီးဆံပီးဒီကောင်ငါနာမည်ကိုအလွဲသုံးစားလုပ်ပြီမောင်စောဆံမီးကိုသွားရှာလာခဲ့တွေ့ရင်ဒီကိစ္စမပြောပြီး ငါခေါ်တယ်လို့ပဲပြောဟုတ်ကဲ့ဦးမောင်စောထသွားတော့ခွန်စောကဦးဝိုင်းမောင်ဘက်ကိုလှည့်နေစံပြီးအခုတလောရေပြောင်းရွာဘက်ကိုခဏခဏသွားတာဦးဝိုင်းမောင်တတိထားမိလားငါလဲကိုယ်အလုံးနဲ့ကိုယ်ဆိုတော့သူ့ကိုတတိမထားမိဘူးရေပြောင်းရွာမှာဘာဖြစ်လို့လဲအဲ့ဒီမှာဖဲဝါးရနေရရှိနေတာဟိုတလောကစံပြီးအတော်ရှုံးသွားတယ်လို့ကျွန်တော်စပယ်ယာလေးပြောတာစားလိုက်တယ်ဒီကောင်ခောက်ချင်းငွေတွေမပေးပြီဖဲသွားရိုက်လိုက်တာများလား ကျွန်တော်ကတော့အဲ့လိုပဲထင်တယ်။သူ့လိုက်ဦးလေးမေကြီးပေါ့။ခွန်ဆောင်ဇာကအစုံမောက်စောကပြန်ရောက်လာပြီ။ကိုစမ်းမီသူ့အိမ်မှာလည်းမရှိဘူး။သူ့အမေပြောတာတော့အိုးဝိုင်းမောင်ခါလို့နေဆင်းသွားတယ်တဲ့။ငါဘာမှမခံရပါဘူးဟာ။ဒီကောင်ခောက်ကြီးတွေမပေးပေး။လစ်ပြေးပြီထင်တယ်။ခွန်ဆောင်မင်းတို့ပေးရမယ့်ခောက်ကြီးတွေငါပေးလိုက်မယ်။ဒီကောင်တို့တွေ့ငါ့ကိုလာပြောအောင်။စိတ်ချကျွန်တော်တွေ့ရတယ်လာပြောပြမယ်။ခေါ်ဆောင်ထွက်သွားတော့ ။အဝိုင်းမကတက်ခိုင်ဘက်ကိုလှည့်တယ်။စံပြီးကအရင်ကဒီလိုမဟုတ်ဘူး။ဒီကောင်ဘလို့ဖြစ်လို့ပြောင်းလဲသွားလဲမသိပါဘူးလို့ပြောကောင်ခေါင်းကိုခါရမ်းလိုက်ပါတော့တယ်။တက်ခိုင်လို့လေအဝိုင်းမစီမှာတပတ်ခန့်နေလို့မောင်စောတို့နဲ့တူမြို့ကိုပြန်လာခဲ့ကြတယ်။အဝိုင်းမကတော့တက်ခိုင်ကိုကျေးဇူးဆက်တဲ့နေနဲ့ငွေကြီးအမြောင်အများပေးပေမဲ့တက်ခိုင်ကမယူရာကြောင့်အသေးနဲ့လိုအပ်ရင်မြို့စီမှာ အခကျင်းငွေပေးကြမလို့ပဲယူဖို့ပြောခဲ့တယ်။ဒီလိုနဲ့ဦးဝိုင်းမောင်ကတက်ခါရဲ့လူတယောက်ဖြတ်လာပြီးတခုခုလိုအပ်ရင်လည်းချက်ချင်းကူညီပေးတဲ့လူရင်းတယောက်ဖြတ်လာတယ်။တက်ခိုင်အနေနဲ့မျိုးပြင်းကဇယက်မာနေရင် တစားတစားနာမည်ရှိလာခဲ့တယ်လို့မျိုးပေါ်မှာဖြစ်ပြတဲ့ကိစ္စတွေကိုလည်းကိုစားညာဆွမ်းရှိတဲ့လောက်ကူညီပေးခဲ့တယ်။ဒီတစ်ခါမှလည်းနေဝင်ရေတရောအချင်းကလင်းငယ်တွေပိုကတ်ချောင်းလန့်တဲ့တဲ့ရဲမတကောင်ကိုစုံမဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ဒီအကြောင်းအရာကိုတော့တက်ခိုင်နေခေါ်ဆောင်ဖြစ်တဲ့ညဆိုရင်ဇလန်းလေးကိုပရိသတ်များအားလုံးကဆက်လက်ဆောင်မြော်ပြီးတော့အပိနာစင်မအောင်နော်။အပိနာစင်သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။